ားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့တရုတ်ရန်ကိုစိုးရိမ်နေရတဲ့ထိုင်ဝမ်ဟာစီးရဲအတွက်ပြင်ဆင်မှုတွေစတင်လှုပ်ဆောင်နေပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ထိုင်ဝမ်ဟာတရုတ်နဲ့စစ်ဖြစ်လာခဲ့ပါကတရုတ်နိုင်ငံအတွင်းကပြစ်မှတ်တွေကိုထိရောက်တဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေပြန်လည်လှုပ်ဆောင်နိုင်ရတဲ့အတွက်လက်ရှိယူကရိန်းကရုရှားကိုပြန်လည်ခုခံရမှာကြေကြေပြင်းပြင်းအုံပြူနေတဲ့ဒုံးကျည်စနစ်အစ်စ်ကိုတနင်္လာနေ့ကပထမဆုံးအကြိမ်စမ်းသပ်ပြစ်ခတ်ခဲ့ပါတယ် အမေရိကန်ဟာထိုင်ဝမ်နဲ့တရားဝင်သံတမန်ဆက်ဆံရေးမရှိပေမဲ့ထိုင်ဝမ်ကိုလက်နက်အများစုံရောင်းချပေးနေတဲ့နိုင်ငံပဲဖြစ်ပါတယ်။တရုတ်ဟာထိုင်ဝမ်ကိုသူ့အပိုင်နယ်မြေဆိုပြီးပြန်လည်ရယူဖို့အတွက်စီးရေးချင်းချမှုတွေပိုလှုပ်လာတာကြောင့်ထိုင်ဝမ်အနေနဲ့တရုတ်ရဲ့စီးရေးဖိအားတွေကိုတနည်းထက်တနည်းပိုပြီးရင်ဆိုင်လာနေရပါတယ်။ ထိုင်ဝမ်ဟာပြည်မတ်တွေကိုထိရောက်စွာပစ်ခတ်နိုင်တဲ့ high mass အမျိုးအစားဒုံးကျည်29လုံးဝယ်ယူခဲ့ပြီးပြီးခဲ့တဲ့နှစ်က11ခုလက်ခံရရှိခဲ့ကကြန့်ရှိနေတဲ့ဒုံးကျည်တွေကို၈နှစ်မှလက်ခံရရှိသွားမှာပဲဖြစ်ပါတယ် စမ်းသပ်ပစ်ခတ်မှုရလဲ့အရာဒီတုံးကြီးဟာကီလိုမီတာ300กว่าဝေးထိရောက်ရှိနိုင်တာမို့တရုတ်နဲ့စစ်ဖြစ်ပွားပါက ထိုင်ဝမ်ရေလဲကြားရဲ့တပတ်ကန်းကတရုတ်နိုင်ငံတောင်ပိုင်းဖူကျန်းပြည်နယ်ကကယ်ယိုရမ်းမှရှိတဲ့ပြင်မှတ်တွေကိုပစ်ခတ်တိုက်ခိုက်နိုင်တဲ့အထိဆွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။အမေရိကန်ကလေ့ကျင့်ပေးထားတဲ့ထိုင်ဝမ်စစ်တပ်အဖွဲ့ဟာပစိဖိတ်ကယ်ယိုရမ်းရဲ့ဝေးလံတဲ့နေရာကကျောက်ဖောင်စံတရေးစင်တာကနေဒုံးကြီးတွေကိုပြစ်လွတ်စံတပ်ခဲ့ပါတယ်။ အဲ့ဒီဒုံးကျည်ထုတ်လုပ်ရေးဘက်ကအမေရိကန်ဝန်ထမ်းတွေဟာလည်းစမ်းသပ်ပြစ်ခတ်မှုအတွင်းဒုံးကျည်နဲ့ပတ်သက်ပြီးဖြစ်ပေါ်လာနိုင်တဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှုအဲ့ဒီနေရာမှာအစင်းနဲ့ရှိနေခဲ့တယ်လို့အယရှိဟိုဆန်ကြီးကသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ဒါအပြင်သူကဆက်ပြီးဒီဒုံးကျည်ပြစ်ခတ်စမ်းသပ်မှုဟာထိုင်ဝမ်နိုင်ငံရဲ့လုံခြုံရေးနဲ့လှပတဲ့အမိမျိုးကိုကာကွယ်ဖို့အတွက်စစ်တပ်ရဲ့စိတ်ပိုင်းဖြတ်ထားမှုကိုပြည်သူတွေကိုပြသတာဖြစ်တယ်လို့သူအနေနဲ့ယုံကြည်ကြောင်းပြောပါတယ်။ ဟိုင်းမတ်စ်ဟာရုရှားယူကရိန်းစစ်ပွဲမှာယူကရိန်းဘက်ကရုရှားရဲ့ထိုးစစ်ကိုပြန်လည်ခုခံတိုက်ခိုက်ရမှာအထက်အသုံးပြုတဲ့တိုက်ခိုက်ရေးလက်နက်တွေကတစ်ခုဖြစ်ပါတယ်။အဲ့ဒီစံတမှုကိုထိုင်ဝမ်အနေနဲ့သူရိဂျော်နီမှာတရုတ်စစ်တပ်ရဲ့ကြီးရီလေးပူပေါင်းပြီးထိုးစစ်အတွက်စည်ရီလေးကျင်းမှုပြုလုပ်နေတာကိုတွေ့တယ်လို့ပြောဆိုပြီးနောက်ရက်မှာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ထိုင်ဝမ်ရဲ့ဒီမိုကရေစီနေအရရွေးကောက်ခံထားတဲ့လက်ရှိအဆိုရအနေနဲ့ထိုင်ဝမ်ဟာ တရုတ်အပိုင်ဖြစ်တဲ့ဆိုတဲ့ပြောဆိုချက်ကိုညင်ပယ်ထားပြီးဒီကျုံးပေါ်မှာနေထိုင်တဲ့သူတွေကတော့သူတို့ရဲ့အနာဂတ်ကိုသူတို့ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိတယ်လို့ပြောဆိုထားပါတယ်ရှင်။ကျမနွယ်နွယ်ပါ